နွေရာသီကျောင်းပည့်ရများတွင်ကျောင်းသားကျောင်းသူများအချင်းကိုတန်ဖိုးရှိရှိအသုံးချတတ်စီရန်နှင့်ထူးချွန်ထက်မြက်သောလူငယ်လူရွယ်များဖြစ်လာစီရန်ရည်ရွယ်၍အခြေခံကတ်တုံးရေးဆွဲနည်းတင်တဲ့အခမဲ့ကိုတရားဝင်ခရိုင်ပြည်ချိုင်းနှင့်ပြည်စဆန်ဦးစီးဌာနလူထုခြေပြုဖို့ဌာနတွင်မတ်လ23ရက်နေ့နေ့လယ်တနာရီကကျင်းပခဲ့ပါသည်။ဆက်လက်၍တင်နှပ်ဖွင့်လျက်ရတွင်တရားဝင်ခရိုင်ပြည်ချိုင်းနှင့်ပြည်စဆန်ဦးစီးဌာနခရိုင်ဦးစီးမှုကအခြေခံကတ်တုံးရေးဆွဲနည်းတင်တဲ့ဖွင့်လှစ်တင်ကြားပေးရခြင်းနှင့်ပတ်သက်၍ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ကတ်တွန်းနဲ့ပကြီးအသင်းဝင် ကတ်တွန်းဆရာဦးလာဦးကယခုတင်ကြားပေးတဲ့အခြေခံကတ်တွန်းရေးဆွေးနည်းသင်တန်းကိုတယောက်ကြားတဲ့ကျောင်းသားကျောင်းသူများအနေဖြင့်ကတ်တွန်းရေးဆွေးနည်းပညာကိုအခြေခံမှစတင်၍အလွယ်တကူတက်မြောက်သွားအောင်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်းသင်တန်းသူသင်တန်းသားများကလည်းသင်တန်းကာလအတွင်းပြည့်ရမရှိတယောက်စီလိုပါကြောင်းနှင့်သင်တန်းစီမင်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်၍ကတ်တွန်းနည်းပြဆရာကစာတွေ့လက်တွေ့ကိုယခုလိုသင်ကြားပို့ချပေးခဲ့ပါတယ်။သူ့ပုံနဲ့ခန္ဓာကိုယ်တစ်ခုလုံးပါလား။ ဘာမှမနဲ့အတိတ်ပဲရှိလားမရှိဘူးလားရှိတယ်နောက်ကနောက်တစ်ခါမကိန်းတဲ့ဟာလေးတွေဆွဲမလားသားတို့သမီးတို့ဆရာဆွဲပြထားတယ်နော်ဒီလိုဆွဲလဲရတယ်ဒီလိုဆွဲလဲရပါတယ်ကြိုက်ဒီလိုဆွဲပေါ့ငှက်ကလေးတွေပေါ့နော်ရွေကျက်အကတ်တုံးဆိုတာကကိုဆွဲတဲ့ရွေကျက်ရှိရမယ်ကိုဆွဲတဲ့ပုံလေးနဲ့ကိုရွေကျက်နဲ့တိုက်ဆိုင်ရမယ်နော်ကိုဘာလားလူမွေးလားစီဝါရေးလားနော်ဒါတို့ငွေချင်းချင်းချင်းတွေအကတ်တုံးအနေနဲ့တင်ပြလို့ရတယ် ကာတွန်းဆိုတာဆရာတို့ကအရေးရချက်တွေအများကြီးနော်ပညာပေးတာပဲဖြစ်ဖြစ်နော်ပြည်သူပေါင်းနဲ့ပညာပေးတဲ့ဟာမျိုးလေးတွေဆရာတို့ဆွဲဖို့လိုတယ်ကိုဆွဲတဲ့ပုံကိုစိတ်ကူးနဲ့ကိုတရားတော်စိတ်ကူးကတူမှာမဟုတ်ဘူးပုံတစ်ပုံနဲ့ဆိုရင်လည်းနော်ဆေးအောင်ထဲတဲ့အခါကျတော့အကြောင်းမျိုးဖြစ်ဖို့လိုတယ်တင်းနန်းသားတူကလည်းယခုလိုပြောချခဲ့ပါတယ်မင်္ဂလာကမြတ်လာတော့တာယာရီမြို့နယ်အထက်ကွယ်30နှစ်ကွယ်ဘောဆောင်မွေးဖြစ်သူတားပြီးတော့ကျောင်းသားမောင်ကမောင်ကဖြစ်ပါတယ်။သင်တန်းကိုအခမဲ့တရားခွင့်ရလို့ကျွန်တော် ကာတွန်းဆိုတာပါလဲသိရှိဝင်ရပါတယ်တငငချင်းအစ်စ်များနဲ့လည်းတွေ့ဆုံဝင်ရခဲ့ပါတယ်ကာတွန်းကိုအခြေခံမှစပြီးသိရှိဝင်ရခဲ့ပါတယ်ညားပေးတော့ဆရာနဲ့ဖွင့်လှစ်ပေးတော့ဌာနကိုကျေးဇူးတင်ပါတယ်စောဝတင်နှင်းတွင်တာယဝရီမြို့နယ်တွင်ရှိခြေခံပညာကျောင်းများမှအလဲရန်စင်ကျောင်းသားကျောင်းသူ73ဦးတက်ရောက်ခဲ့ကြပြီးတင်နှန်းကာလမှာမတ်လ23ရက်နေ့မှမတ်လ25ရက်နေ့အထိနေ့လယ်တနာရီမှညနေ၄နာရီအထိအခမဲ့ဖွင့်လှစ်တင်ကြားပေးသွားပြီဖြစ်ကြောင်းသိရပါတယ်ရှင်။